Hello အားလုံးပဲမိကြော်ပါ United ရှီဟူကနေဂျူဆိုပါတယ်ဒီနေ့ညမှာဆိုလို့ရှင်တော့ Manchester United ရဲ့နီးပြအခြေအနေနဲ့ပတ်သက်ပြီးတော့ရထားတဲ့ report တချို့ report တချို့သတင်းတချို့ကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်သာဆွေးနွေးကြည့်အောင်ပါဆိုတော့အဲ့ဒါမပြောခင်ကျွန်တော်တို့ DR ပြီးတာနဲ့ခဏနေလို့ရှင်ကျွန်တော်တို့ Enjoy Football Channel မှာအဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီ FIFA 26ကျွန်တော်တို့ပေါ့နော်ဒါဟွာလုတ်ပြီးသွားပြီเนาะကျွန်တော်တို့ဒါ download လုတ်ပြီးသွားပြီဆိုတော့ဆန်ဆော့မယ် FIFA 26ဆိုတော့ 26ကအစဆိုတော့ဗျာအတင်းအတိမကောင်းသေးဘူးเนาะဒါပေမဲ့လို့ကျွန်တော်ခဏဆော်ပါအောင်เนาะ Champions League ပွဲစဉ်ဒီမလာခင်เนาะကျွန်တော်လည်းညအဝါတွေမလုပ်ခင်ကျွန်တော်ဆန်းစောကြည့်အောင်ဆိုတော့ Enjoy Football ကိုလာပြီးတော့ join ကြဖို့ပြောနေပါတယ်ကျွန်တော် schedule ကြည့်ပြီးတော့တင်ပေးပါမယ်ဆိုတော့ဒီတဲမှာကျွန်တော်နီးပြနဲ့ပတ်သက်လို့ကျွန်တော်ပြောရင်ပထမဆုံးအနေနဲ့ပေါ့နော်ဒါ Alex Crooks ရဲ့ report အရာ Manchester United ရဲ့ဘက်ကတော့နီးပြဖြစ်တဲ့ Ruben Amorim ကိုသာထုတ်ပယ်ပြစ်ခတ်မယ်ဆိုလို့ရှိရင် အင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်ရှိတဲ့နိပြကိုသာခန့်အပ်လိုတယ်ပေါ့အတင်းရပါကတော့နိုင်ငံခြားနိပြတွေကိုခန့်နေရတာတခြား league တွေရဲ့နိပြတွေကိုခန့်နေရတာတွေကိုလုံးဝစိတ်ကုံသွားပြီးတော့အင်္ဂလိပ်ဘောလုံးနဲ့အကျွမ်းတဝင်ရှိတဲ့သူကိုပဲလိုချင်တဲ့ပရီးမီးယားလိနဲ့ပေါ့နော် အကျွမ်းတူဝင်ရှိတဲ့သူကိုပဲကျွန်တော်လိုချင်နေပေါ့ဗျာဆိုတော့ဗောနော်ဒါအပြင်ကျွန်တော်တို့ဒီ Michael Carrick နဲ့ပတ်သက်လို့လည်းကျွန်တော်ရှိရဲဆိုတော့ဒါရင်ကျွန်တော်ပြောကြည့်အောင်ဆိုတော့ New Group Blue မင်းကြလဲဆိုတော့ English ball လုံးနဲ့ Premier League နဲ့မှာမဟုတ် English ball လုံးနဲ့အကျွမ်းတူဝင်ရှိတဲ့နီးပြကိုကျွန်တော်ခန့်ကျင်နေဆိုတော့အဲအဲ့ဒါကိုတော့အမှန်တမ်းပြောရင်အရင်တော့ဟိုမှန်နေတယ်လို့မခံစားရပါမိတယ်လို့ဗောနော်အရင်တော့အပြစ်မြင်လို့တော့ကျွန်တော်မရဘူးကျွန်တော်အနေနဲ့အဲဘယ်လိုပြောမလဲ ဟိုဗါလဲအဲရစ်တန်ဟာတို့ကိုကျွန်တော်တို့ခန့်နေပြီးလို့ရှိရင်ကျွန်တော်တို့နေပေါ့နော်ဒါ MOD တို့ကိုကျွန်တော်တို့ခန့်နေဒါဥရောပရဲ့ဟို top 5 leagues ဟုတ်တာမဟုတ်တဲ့နေရာတွေကနေကျွန်တော်တို့ခန့်တဲ့အခါကျတော့တကယ်တကယ်ပေါ့နော်ကျွန်တော် top 5 leagues တွေလေကျွန်တော်ရောက်လာရောအလုံးကျွန်တော်မဖြစ်တော့ဘူးအလုံးမဖြစ်တော့ပေါ်တူဂီမှာဘလောက်ပဲလှုပ်ပြလှုပ်ပြ Premier League မှာဆိုလို့ရှင်အဆင်ပြေဖို့ဆိုတာ imminent ခဲနေတာဒါတော့ဟိုဘယ်လိုပြမလဲဟိုပေါ်တူဂီလိကလူတွေတိုင်းအဆင်မပြေနိုင်ပါဘူးကွာပြောရတာမဟုတ်ဘူးပေါ့နော်အများသူကကျွန်တော်ကြည့်ရင် top 5 leagues တွေမှာက ျွန်တော်ကစားမအီတွေးတင်စကားပြောတာမဟုတ်နီးပြအီတွေးကလည်းစကားပြောတယ်အဲ့တော့အတင်းမှာထင်တယ်လို့ဒီကျွန်တော်ဖြစ်မလာဘူးအဲ့ဒီတော့ကျွန်တော်အနေနဲ့ပေါ့နော်ဟာငါတို့ကတော့ပြည်တွင်းနီးပြတွေခန့်တာပဲကောင်းတယ်ပြည်တွင်းနီးအင်္ဂလိပ်လူမျိုးမဟုတ်ရင်တောင်မှ English နဲ့ English ဘောလုံးလောကနဲ့ပေါ့နော်ကျွန်တော်ဒီအံဝင်ခွင့်ကြဖြစ်တဲ့အကျွေးအကျွေးအတွေ့အကြုံတွေရှိတဲ့သူတွေကိုပဲခန့်ကျင်နေဆိုတဲ့သဘောပဲဒီနေရာမှာနောက်တစ်ခုကကျွန်တော်တို့အတင်းပတ်ကအဓိကကျွန်တော်ကြည့်ရမှာက100%ကြီးအာမခံချက်မရှိပေမဲ့လေလို့ပေါ့နော် English လူမျိုးဖြစ်เสียရကျွန်တော်တို့မလိုဘူး English ဘောလုံးလောကနဲ့အကျွမ်းတဝင်ကျွန်တော်တို့ဘောနော်ဖြစ်เสียရကျွန်တော်တို့မလိုဘူးဥရောပရဲ့ထိပ်တန်းလိ၅ခုကလေးက၅ခုတည်းကဘောနော်ဘယ်လိုပြောမလဲဖလားလေးကြီးပဲတခြားသိမ်းယူနေပါလေဆိုတဲ့နီးပြားတွေလည်းကျွန်တော်ဖြစ်เสียမလိုဘူးရသည်လားเนาะဟိုကျွန်တော်အမြင်ရဆိုရင်ပြောတာကျွန်တော်လိုအပ်တာဆိုလို့ English ဘာလဲ sorry တော်ရဥရောပရဲ့ထိပ်တန်းလိ၅ခုတည်းမှာမှဒီအလေလက်ဒီမှာပါအလေလက်အသင်းဒီမှာဆိုလို့ရှိရင်တို့မှာရှိတဲ့ကစားသမားလေးတွေကို เนาะအကောင်းဆုံးဆွဲဆောင်ရည်ရအောင် ထုတ်ထုတ်ပြလုတ်ပြနေနေဆိုတော့နီးပြမျိုးဆိုလို့ရှင်ကိုပဲကျွန်တော်မစိုးဘူးကျွန်တော်ပြောမှာအခုကကျွန်တော်တို့အသင်းမှာပြဿနာအကြီးကြီးတွေကတခုကဘာလဲဆိုတော့ကိုယ်မှာရှိတဲ့ကစားမားတွေကအည်သွေးကောင်းတဲ့သူတွေဖြစ်ပေမဲ့လည်းလို့ပေါ့နော်အဲ့ဒီအည်သွေးကောင်းတဲ့သူတွေရဲ့စွမ်းဆောင်ရည်တွေကိုအပြည့်ဝထုတ်မသုံးနိုင်တာကကျွန်တော်ပြဿနာပြီးရင်ပရီးမီးယားလိကို adapt လုပ်နိုင်စွမ်းမရှိတာပြိုင်ဘက်ကိုအခြေအနေကိုမူတည်ပြီးတော့ adapt လုပ်နိုင်စွမ်းမရှိတာကပြဿနာ ဆိုတော့ဒါကြောင့်လက်ရှိအသင်းဘက်ကဗောနော်အင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်ရှိတဲ့သူတွေကိုပဲငါတို့ခန့်တော့မေးဟိဆိုရင်တော့မှအပြစ်ပြောစရာမရှိပေမဲ့လေလို့တို့အဓိကကြီးမဟုတ်ဘာလို့ပက်ကွာဒီယိုလာဒီအင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်ရှိပြီးမှရောက်လာတာကျွန်တော်မဟုတ်ဘူးနော်ဂျိုဆီမော်ရီညိုဆိုလို့ချင်းလည်းပဲအဲ့လိုအင်္ဂလိပ်ဘောလုံးလောကနဲ့အကျွမ်းတဝင်ရှိပြီးမှရောက်လာတာမျိုးကျွန်တော်မဟုတ်ဘူးချယ်ဆီတို့ဘာလို့ရောက်တော့ငါဟုတ်တယ်မလားလောလက်ရှိမှာဆိုလို့ချင်းအာနီစလော့တို့ဘာလို့ဆိုလို့ချင်းလည်းပဲပရီးမီးယားလိဘောလုံးနဲ့ဒါအကျွမ်းတဝင်ရှိပြီးမှကျွန်တော်ရောက်လာတာမျိုးကျွန်တော်မဟုတ်ဘူးအိုလီဗာဂလန်စနာလည်းကျွန်တော်တည်တိုင်းပဲ เนาะကျွန်တော်ဒီဒီတော်တော်များများဒီတိုင်းပဲဗျာเนาะ English ပုံလုံးလောကမှာဖြစ်တန်းလာတဲ့သူတွေကအလုံးအလုံးဖြစ်တယ်ဆိုတာမျိုးကအများကြီးကျွန်တော်မရှိပါဘူးတိုးတော်လည်းပဲ Manchester United ကတော့ကျွန်တော် English ပုံလုံးလောကနေပေါ့เนาะအကျွမ်းတဝင်ရှိတဲ့သူတွေကိုပဲဒီချိန်ခန့်အပ်သွားဖို့ရှိတယ်ဆိုတာကနိုင်ငံသားနှိပြတွေကိုခန့်ရတာเนาะဒါမှမဟုတ်တခြား league တွေက league အသေးလေးတွေကနှိပြတွေကိုခန့်ရတာတွေကိုသူတို့စိတ်ကုန်သွားတဲ့သဘောမျိုးပါနောက်တစ်ခုကကျွန်တော်အဲ့ဒီအဲ့ဒီအဲ့ဒီ LS Cross ကပဲ report လုပ်ထားတာပါ။ဘာလဲဆိုတော့ မိုက်ကယ်ကာရစ်ပေါ့နော် ကျွန်တော်တို့လက်ရှိမှာနီးပြအသင်းလက်မှတ်ဖြစ်နေတဲ့မိုက်ကယ်ကာရစ်ပေါ့နော်မိုက်ကယ်ကာရစ်ကတော့မန်ချက်စတာယူနိုက်တက်ကိုပြန်လာခွင့်ရမယ့်အခွင့်အရေးမျိုးသာရှိခဲ့တယ်ဆိုလို့ရှိရင်ပြန်လာဖို့အတွက်သူစိတ်ဝင်စားမှုတွေရှိနေတယ်ပေါ့နော်ကလပ်ရဲ့ဘက်ကတော့ကျွန်တော်တို့အနေနဲ့အကယ်လို့အမိုရင်ကအမိုရင်ကသာရလက်တီကိုပြောင်းလဲနိုင်စွမ်းမရှိဘူးเนาะရလက်တီကိုပြောင်းလဲနိုင်စွမ်းမရှိဘူး အတင်းရဲ့ဆွမ်းဆောင်ရည်တွေကိုကျွန်တော်တိတဲ့ပူကောင်းစပြီးတော့လှုပ်ပီးနိုင်ပြီးမရှိဘူးဆိုလို့ရှင်တော့အပြောင်းလဲတွေလှုပ်ဖို့ကျွန်တော်တို့ကြိုးပမ်းလာတော့မယ်အဲ့ဒီအပြောင်းလဲတွေလှုပ်ပြီးဆိုတိုင်းပြန်ခန့်မှုကြိုးပမ်းတဲ့နေရာမှာလက်ရှိကျွန်တော်တို့ကနီးပြအမှန်ဖြစ်ဖို့လိုက်ပြီးတော့ရှားနေတယ်အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှင်တော့ short term option ပေါ့နော်ရီတူကာလာမျိုးကိုလည်းအတင်းဘက်ကထည့်သွင်းစဉ်းစားသွားနိုင်တယ်အကယ်လို့အဲ့လိုရီတူကိစ္စတွေကိုထည့်သွင်းစဉ်းစားပြီးဆိုလို့ရှင် Michael Carrick တို့ဘာလို့လဲပါလာနေနေဆိုတော့ Carrick အနေနဲ့ Manchester United ကိုသာ ရည်တူပဲဖြစ်ဖြစ်ရည်ရှိပဲဖြစ်ဖြစ်ပြန်လာခွင့်ရမယ်ဆိုရင်တို့ဘောနော်အဲ့ဒီအခွင့်အရေးကိုသူစိတ်ဝင်စားနေတယ်ပေါ့ဒီနေရာမှာအလုတ်လက်မဲ့ဖြစ်နေတဲ့သူတွေကတော့အလုတ်ရတယ်ဆိုတော့ပျော်တာပေါ့လေဟုတ်တယ်မလားနော်ကျွန်တော်ကြုံလာမှကြုံလာပဲဟုတ်တယ်မလားလက်ရှိနီးပြခွင့်ရ United လိုတင်မျိုးကိုနီးပြခွင့်ရတယ်လို့ဘာလို့ဆိုတော့မျိုးကတုံတုံကျွန်တော်အချိန်ကြီးမှမဟုတ်တာအဲ့ဒီတော့တို့လက်ရှိပြန်လာခြင်းနေဆိုတော့မျိုးကထူးခြားတဲ့အရာတော့ကျွန်တော်တို့ခုလို့မဟုတ်ဒါပေမဲ့ Carrick က Carrick to Kerimakinaru ကကျွန်တော်တို့ဒါ တကယ်တကယ်အရေးချင်းရှိတဲ့သူတွေပါပြဿနာကကျွန်တော်ဘယ်တော့လူမှန်ဖြစ်ပြီမဲ့အချိန်မှန်မဖြစ်ဘူးဖြစ်နေတယ်ဗျာဒီလားနော်မိုက်ကယ်ဂါရီတို့ဘာလို့က Manchester United ရဲ့ value တွေကိုသူတို့သိတယ် Manchester United ရဲ့ tradition ကိုသူတို့သိတယ် culture ကိုသူတို့သိတယ်ဒါ Oligana social ထက်တုံးကလို့ပဲ Giro ဆိုရင်ကျွန်တော်စဉ်းစားစရာပဲ Giro ဆိုရင်ထည့်သွင်းစဉ်းစားစရာပဲသို့တော့သူ့ကိုကျွန်တော်အနေနဲ့ဘောနော်ခေါ်ခြင်းတဲ့အချိန်ဟာအချိန်မှန်ဟုတ်မနေဘူး club ဟာဒီလိုဘောနော် အတွေ့အကြုံအများကြီးမရှိတဲ့နီးပြတယောက်ကိုကျွန်တော်တို့အသင်းမှာခေါ်ပြီးတော့လက်ရှိ crisis တွေကနေပြီးတော့ဆွဲတင်ပြီးနိုင်မဲ့ကာလာမျိုးကျွန်တော်တို့ဆိုလို့ရှိရင်ဒီလိုအတွေ့အကြုံမရှိတဲ့အတွေ့အကြုံနည်းသေးတဲ့သူတယောက်တွေကတော့တိုင်းပတ်သွားနေတယ်ဒါတော့မှတော့သူကမနိုင်ပြောလို့ရှိရင်ကျွန်တော်တို့ဒီ imposition shape တွေဘာတွေမှာဆိုလို့ရှိရင်ဘာစီလိုနာကိုကင်တွယ်ခဲ့တဲ့ဂျာဗီတို့ဘာလို့လဲအများကြီးဆင်တူးမှုတွေကျွန်တော်ရှိတယ် Michael Carrick ကဒါပေမဲ့လို့ကလပ်အသင်းရဲ့အကြောင်းကိုလည်းကျွန်တော်တို့တီးတော့တချို့ကစားမားတွေနဲ့လည်းသူ့မှာဆက်ဆံရေးတွေရှိနေသေးတော့ဗောနော် အဆင်ပြေကောင်းပြီရီတို့ဆိုလို့ကျွန်တော်စဉ်းစားကြရကောင်းနေတယ်မှာပါနေလို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲကျွန်တော်ကတော့အချိန်မှန်ဖြစ်နေတယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့လူကအဆင်ပြေပြီမဲ့လေလို့ပေါ့နော်အချိန်မှန်ဖြစ်မနေတဲ့အခါတို့ရှိနီးပြတွေလို့ပဲတိုင်ပတ်သွားကုန်သွားနိုင်တယ်။ဆိုတော့ပြောမရဘူးပေါ့လေလက်ရှိမှာနီးပြတွေကိုခန့်အပ်တယ်ဆိုတဲ့နေရာတွေမှာဒီနီးပြကြာရှုံးပါလိမ့်မယ်ကွာအလုံးမဖြစ်ပါဘူးကွာဟာအလုံးဖြစ်မယ်ဟေ့ဆိုတာယာနှုံးပြီးတော့ဘာမှပြောလို့မရဘူးပေါ့ဗျာ။သို့တော်လည်းပဲလက်ရှိကျွန်တော်တို့တို့ရဲ့အချိန်တွေကိုကျွန်တော်ကြည့်ရတာကာရီတိုဘာတို့ကတကယ်ကောင်းတဲ့သူတွေတွေမှာပါတယ်။သို့တော်လည်းပဲ အချိန်မှားနေအချိန်မှားမှာ ရောက်လာပြီဆိုလို့ရှင်လည်းပဲကံမကောင်းတက်တာတွေကျွန်တော်ကြုံရတယ်ကျွန်တော်အမြင်ရဆိုလို့ရှင်အာနက်စတိုဗေရာဒီတို့ဂျူလီယန်နာဂယ်စမန်တို့ဘာလို့ပြဿနာကနာဂယ်စမန်ကကျွန်တော်ရီရှီနီးပြเนาะအခုကကျွန်တော်တို့ကရီဒူမာရင်ကိုပဲရက်လက်တီကဆွဲတင်ရမှာတကယ်လို့ဘာလို့နာဂယ်စမန်တို့ကိုအခုလောလောဆယ်ခေါ်လို့ရတယ်ကျွန်တော်ရမနေဘူးတကယ်တမ်းကျွန်တော်သဘောကျတာဆိုရင်အာနက်စတိုဗေရာဒီတို့မာကိုဆေးပါတို့လိုနီးပြတွေကအရေးချင်းရှိတဲ့နေရာမှာပါတယ်လက်ရှိအသင်းကို ထမဆုံး stable ဖြစ်အောင်လုပ်ပေးနေတဲ့နည်းပြတွေထဲမှာပါတယ်လို့ကျွန်တော်တို့ထင်တယ်။အဲ့နည်းပြတွေကိုလို့ကျူးပန်းတင်တဲ့နေရာမှာပါတယ်။သို့တော်လည်းပဲ Michael Curry တို့ဘာလို့ရောက်လာမလား။ Curry ကတော့လာခြင်းနေပေါ့လေ။ညီကတို့ရောဘယ်လိုမြင်ကြလဲ။နော်ဆွေးနွေးကြပါဦး။ကျွန်တော်တို့အတင်းကမနေ့ပြောရင် Benny နော်ရှေ့ရှေ့ရ drama တွေရှိလာတဲ့အခါကျတော့ Benny ပြမစိုးအဆင်ပြေမလို့ကိုမခံစားရတော့ဘူးဖြစ်နေတာလား။ပြဿနာကလက်ရှိနည်းပြကပြေလားဆိုတော့လည်းမပြေဘူး။နော်ကျွန်တော်တို့အလုပ်အလုပ်အရန်အလုပ်ဖြစ်စေချင်တာဗျ။နော်အရန်အလုပ်ဖြစ်စေချင်တာအလုပ်ဖြစ်မနေဘူး။ စင်သိမ့်မပြေဘူးเนาะတော်တော်တော်လေးကျွန်တော်ဖြစ်စီခြင်းလို့ဖြစ်မသွားဘူးသို့တော်လည်းပဲရရှိ market character ပေါ့เนาะဒါ english ပြောလို့ဒါပါလေဘောလုံးနဲ့အကျွမ်းတဝင်ရှိတဲ့နီးပြတွေလို့ဆိုညိုလို့ဘလူးမင်းကြလဲအလုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆိုတော့အသင်းအနေနဲ့နီးပြတစ်ခန့်အပ်ဖို့ကြိုးပမ်းတဲ့နေရာမှာဘလူးနီးပြတွေကိုဦးစားပေးကြိုးပမ်းတဲ့နေလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြပါနဲ့